မင်းများအလုံးကောင်းလွန်းနက်ခင်ပါဗျမင်္ဂလာရှိတော့နဲ့နက်ခင်ပါဒီနေ့က29ရက်စရလပိုင်း2025ဖြစ်ပါတယ်ဗျာနော်အဲ့တော့မျိုးတွေကိုပေါ့မြုံနယ်ကဦးစင်းတို့ရဲ့ဘာသာစာတွေဘီယူးစစ်တွေတမလော်ရာတွေရဲတွေရဲ့လိုအပ်ချက်ကလေးတွေပဲဒါထည့်ပြသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့လိုလိုအပ်ချက်လေးတင်တဲ့အခါမှာကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိတယ် အများဆုံးအဖျားတော့မကြိုက်တာများတယ်ဗျာနော်ဥစဉ်လဲအဲ့ဒါဥစဉ်ဆွမ်းနိုင်နေမြဥစဉ်လှုပ်ဆောင်နိုင်နေမြတော့အကောလုံးလှုပ်ဆောင်ပါတယ်တကယ်လို့ဒါကြဥစဉ်ကအဲ့ပေါက်နဲ့မန္တလေးပခုတ်ကူနဲ့ပေါက်အဲ့ပခုတ်ကူနဲ့ပေါ့ပြီးတော့နော်အဲ့ပေါက်နဲ့ဥစဉ်တို့အဲ့တချိုကုန်းတို့ဝင်ကျုံတို့မရှိတော့ဘဲနဲ့လဲပင်လောင်ပါတချိုကုန်းဝင်ကျုံကမိသားစုအိမ်ညာအကုန်လုံးစုနေတယ်နော်စုနေတယ်တကုန်းတို့ဟဲ့လားကိုင်းလေတို့တော်တော်များများဟိုဘက်ကခင်ဗျ စီပြတော့တယောကိုင်းတို့ရွှေဘုံတာတို့ရွှေဘုံတာလည်းအဲ့လောက်ကြီးအစားတော့ခဲမတွေ့ဘောင်းဝင်တဲ့ဒီရဲ့အတွက်ကြောင့်နော်တယောကိုင်းစီပြဆောဆောဥစဉ်တို့ပြောတဲ့ဒီလိုကွင်းတို့အရန်ခက်ခဲတွေ့ရစားစားနဲ့ရိတ်ခါနော်အဝတ်စားတာအခုဆိုလို့ရှိရင်တချို့ဒီတချို့ကုန်းတို့ဝင်ကျုံတို့ဟာအိမ်တိုင်းမိရှုခံလိုက်ရတယ် PDF တွေကမိရှုတော့တယ်အဝတ်တထဲကိုတခုနဲ့ရှောင်လိုက်ရတယ် ဒီစောင်းလွင်းကာလဆိုဘလောက်အေးမလဲဆိုတော့တွေ့တာကြည့်ဗျဥစဉ်တို့အညာတွေဒါရမ်းအေးတယ်ဗျဒါဥစဉ်တို့ဆိုရင်ဒါမန္တလေးမှာဒီလောက်မန္တလေးမှာတော့ဒီလောက်အေးနေပြီဆိုလို့ရှိရင်မြေဥလွင်မန္တလေးတော့ဒီလောက်အေးနေပြီဆိုလို့ရှိရင်စဉ်းစားကြည့်ကြပေါ့ဗျာနော်ဒီလောက်အေးလိုက်မလဲဆိုတော့ဒါတို့ဥလူကင်းဆောင်ရမယ်မိဘုံလေးတွေမိမိဘုံထွန်းထိုင်ရင်လည်းအန်တေရများတယ်ဗျသူကောင်းငယ်နော်အဲ့တော့ မကတိုင်မှုအနေနဲ့နမကတိုင်မှုအစ်စ်ကိုဒါဥစဉ်အနေနဲ့တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်ဗျာနော်တောင်းဆိုရေးဖြစ်ပါတယ်ရင်တိုင်မှုတော့ဟာလဲဥစဉ်ခဏခဏတောင်းဆိုမှုပါတယ်နော်လိုအပ်ချက်လေးထိုက်တဲ့နဲ့အရာလေးတော့လုပ်ပေးပါတယ်ဗျာနော်ခါတလေအောက်နဲ့အထက်နဲ့ကမညီတာခက်တယ်ဗျာနော်အောက်နဲ့အထက်ဆိုတာကတခါလေးအောက်မှာဖြစ်ပြနေတဲ့အရာတွေကိုတခါလေးအမှန်တရားမတင်ပြတာကြီးလည်းရှိကြတယ်ဗျာဒါလေးလဲကြားပြပြောတာပေါ့နော်အဲ့တော့ဥစဉ်ကရောသာကျွလာမြင်ရှင်ရဲ့ စားရနဲ့ပဲပြောရမှာပဲเนาะအဲ့မှာမိရင်ရှစ်တည်ထားတာလေးကောင်းတယ်ဗျတော်ကြီးကောင်းတယ်နမကတိုင်မှုအနေနဲ့နမကတိုင်တကွယ်အောင်ပွဲစင်နိုင်မှုမြေပြေအခြေအနေကိုသိရှိရလိုအပ်ပါတယ်အမှန်ကန်တော့စကားပါဗျာเนาะမြေပြေခြင်းတွေကိုအောက်ကနေတင်ပြတာမဟုတ်ပဲနဲ့ကိုကိုတိုင်လက်သိရှိကိုရန်လိုအပ်ပါတယ်တက်ဆိုင်ရတက်နဲ့ပေးတဲ့တည်းတက်ဆိုင်ရနဲ့မြေမြန်မာတင်ပြတဲ့တည်းအောက်ခြေအစစ်တမတော်တော်မြန်မာပေးတဲ့တည်းပြည်သူကပေးတဲ့တည်းတွေကိုပေါက်ဆက်ပြီး ဟုတ်ဤမဟုတ်ဤမှန်ဤမမှန်ဤဆိုတာဆုံးဖြတ်ပါတဲ့တချို့တတ်တဲ့ခေါင်းပေါင်းတွေကိုတဲ့ထုတ်ထုတ်လုံးမရပါမည်တဲ့လူလဲလဲတဲ့တွေကိုလဲမှ နမခတိုင်းအစဉ်ပြပါလိုက်ပြီတဲ့တိုင်းမှုအစ်စ်ကိုတဲ့ပြည်သူတွေကစောင့်စောင့်ကြည့်လျက်ရှိပါသည်တဲ့နမခနေမြေကကြိုးစောပါတဲ့တိုင်းမှုကြီးတဲ့ရောတာကျွန်းလာပြီးရှင်တဲ့ရောလာကျွန်းပြီးရှင်နော်အရွှေဘုံနေသူတော်တော်များများစိုးတယ်ဗျာနော် ကျေဦးဆိုရင်ဝါးနဲ့ပြန်တုံးပြန်လောက်ပဲရှိတယ် PDI နဲ့တက်ကိတ်တွေကတော့တော်တော်ကြီးစိုးတယ်ဗျာနော်။ဘာလို့လဲ။ဒါပေမဲ့အဲ့နားလာစိုးတာပြကြံတဲ့နေရာစားပေါက်လာလာကြတော့မစိုးဘူးဗျ။အကောင်ကောင်းတယ်လို့ပြောရမှာပေါ့ဗျာ။ကောင်းကောင်းတယ်လို့ပြောရမှာပေါ့နော်။ခါလေးကြလဲဦးစင်းတော့အဲ့လိုပြောလို့ရှိရင်မကြိုက်ကြဘူးဗျာ။မကြိုက်လဲဒါတော့နော်။ဦးစင်းတော့ကမကြိုက်လဲအထက်ကလူကြီးတွေတီအောင်ပြောရတာဗျ။ပြောရတာနော်။ကြောချင်းဖြစ်တယ် ိုးစင်းတို့ပေါက်နေဆိုလဲအဲ့တိုင်ပဲပေါက်နေဆိုရေနံမဲထွက်တယ်ရေနံမဲထွက်တယ်အဲ့လိုရေနံမဲထွက်တဲ့နေရာလေးဒီမှာတော့မှပေါက်မျိုးပေါ်မှာတချို့ပုံမှုကြီးတွေပေါ့ဒုတိယပုံပုံမှုတွေဥစဉ်အော်စောင့်နေကြတယ်အဲ့တော့သူတို့ပေါက်ကြရလောက်တယ်ဟောအော်ရင်တော့အထက်ကတိပြီးမှပြောင်းပါပဲဆိုဥစဉ်လက်တခါမကွန်ပေါ်ဦးသူတို့တွေနော်မော်ပါဦးပေါက်မှာဆိုလို့ရှိရင်ရိတ်ခါတွေအများကြီး နော်ရိတ်ခါတွေမှာစစ်ကြီးလိုက်ခင်ဗျအဲရိတ်ခါတွေကိုစစ်ကြီးလိုက်ရိတ်ခါတွေဘလို့ရော့တော့ဘလို့ပြောက်အောင်စစ်ကြီးလိုက်အကုန်လုံးထောင်နဲ့ရောက်တယ်နော်အကုန်လုံးထောင်နဲ့ရောက်တယ်ထက်ကပို့ထားတဲ့ရိတ်ခါတွေတကယ်ဆိုပို့မယ်ဆိုပို့လို့ရတယ်ဗျာဟိုတလောက်ခင်ဗျားတို့ကတိချိုကုန်းနဲ့ဝင်ကျုံတို့မိချိုခံလိုက်ရတယ်မိချိုခံတော့ဖြစ်တယ်ဖြစ်တော့အဲ့မှာစစ်ကြောင်းသွားတယ်ရောက်တယ်ရောက်သွားတယ်ပေါက်ကနေသွားတယ်ရောက်တယ်စစ်ကြောင်းနေ ဲစေချောင်းသွားတဲ့အချိန်ရိတ်ခါတွေပို့လိုက်လို့မရဘူးလားပေးလိုက်လို့မရဘူးလားပေါ့နော်အဝေးရဲ့နေရာမှာမဟုတ်တာတက်ကုန်းတော့ပို့နိုင်ရင်ကိုမစိုးဘူးလေရိတ်ခါတွေအများကြီးနှစ်ချီသုံးလေးနှစ်ချီဒီရိတ်ခါတွေကဘာလို့ခုတ်လဲဒီရိတ်ခါတွေအများကြီးဘုရင်တော်အခုဆိုလို့ရှိရင်တိချိုကုံဝင်ရုပ်မိချိုခံရတယ်။အဝိတ္တထဲကိုကိုတခုနဲ့ရှောင်ရတယ်၊တွားရတယ်။ပင်တော်မှာဝိုင်းစုနေကြတယ်။ဒီချိန်ဆိုစောင်းလို့တဲ့အနှွေးတယ်လို့တဲ့အင်ကြီးလို့တဲ့စားနဲ့ရိတ်ခါဆိုတော့ပြောမနေနဲ့ တဲ့အဲ့တော့နမကတိုင်းမှုအတေကြီးကိုဦးစင်းကပေါမြုံနယ်ဘာသာစာတွေကိုစာပြည်သူစစ်တွေရဲ့ကိုစာတပ်မတော်တွေရဲ့ကိုစာရဲဝင်တဲ့မိသားစုတွေရဲ့ကိုစာနော်အဲဒီကိုင်းလေတို့မှာလည်းရဲစခိုင်းနေရှိပါတယ်အဲ့ဒါတွေရဲ့ကိုစာပေါ့နော်ဦးစင်းတော့တရော်ကိုင်းစီပြမှာလည်းရဲတွေရှိရဲစစ်သားတွေရှိရဲပြည်သူစစ်တွေရှိတယ်သူတို့ရဲ့ကိုစာကိုဒါဆောင်းနှင်းကလာလည်းဖြစ်တဲ့အပြင်ဒိခါရာတွေနော် ။ဇာတိဥစုအနေနဲ့တော့ဒါတွားလို့လာလို့ကောင်းပါတယ်။တကယ်ဟိုကရောက်ရရေးပြမှာပဲရှိသေးရဲ့။ဟိုကပြေးတာဟိုဘက်ထိရောက်နေပြီနော်။ရောက်လာလို့ရေတူတူဒီခါခံလိုက်တယ်ဆိုတာမရှိပါဘူး။ဒါလမ်းကြောင်းမိုင်းလောက်ပဲဂယုဆိုင်ရမှာပါ။အဲ့တော့လိုအပ်ချက်လေးတွေကိုပို့မှသားလေးရဲ့အရာရာအောင်မြင်မယ်လို့ပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်။အဲစားရရရိတ်ခါဝစ်စားလို့တော်တော်များများဟောဒါဝစ်စားဆိုတော့သောင်းတွင်းကာလမှာကြောက်တာတောင်းဆိုရတာပါ။ ရိုက်ခါမှမပြည့်စုံကြတဲ့ခဲရန်ပါညာတော့ဘုံဒီတပအနေနဲ့မပြောတော့ပါဘူးเนาะအဲ့လိုဟာတွေမှမပြည့်စုံမှုဆိုလျင်တော့အောင်ပွဲဆိုတာကတော့မျောလင်းလို့မရပါဘူးเนาะအောင်ပွဲဆိုတာမျောလင်းလို့မရပါဘူးအစောစောကဆရာတော်ပြောတယ်လို့ပဲတက်ဆိုင်ရာပြေးတဲ့တရင်နေမှာတရင်ပြည်သူတွေကပြည်တရင်ကိုပေါက်ဆိုင်ပြီးဟုတ်ပြီမဟုတ်ပြီတုံးတက်ပါဆိုတဲ့စကားတမန်ပါလေဗျာเนาะအပေါ်တရင်အောက်တရင်ခါတုံးတက်ဖို့လိုရတယ်เนาะမတုံးတက်ဘဲနဲ့နေပြတယ်မှာလုံးမယ်ဆိုရင်တော့ အချို့တန်တဲ့ခေါင်းပေါင်းတွေကိုတဲ့ဖြုတ်ထုတ်ဖြုတ်ထုတ်လုံးမှရပါမယ်တဲ့အချို့တန်တဲ့ခေါင်းပေါင်းတွေကိုမှန်ပါလေဗျာဒါလည်းတော်တော်ကြီးမှန်ကန်ပါတယ်နော်ခင်ဗျားတို့ရွှေဘုံနယ်တဲ့စုံစမ်းကြည့်လိုက်ဗျာရွှေဘုံနယ်လို့စုံစမ်းကြည့်ကြိုင်တဲ့နယ်စုံစမ်းကြည့်လိုက်ပေါ့စနေလားအောင်းမရတယ်ဗျာနော်ပေါ့စနေလားအောင်းမရရနော်အလူလဲလဲတဲ့လူကိုလဲပါတဲ့ဒါလည်းမှန်ကန်တာပဲဗျာလူလဲလဲတဲ့လူကိုလဲကိုလဲရမှာ နမခအတိုင်းအစီပြေပါလိုက်မယ်ဒါအောက်ခြေကဒါတင်ပြတဲ့မှန်ကန်တဲ့သကလုံးတွေဖြစ်ပါတယ်ဗျာနော်တိုင်မှုအတေကိုပြည်သူတွေကကျိုးစွာတဲ့စောင့်ကြည့်နေတယ်တဲ့နော်ရေးရဲ့ယောရာကျွန်းလာမြင်ရင်လည်းတကယ်ကိုလေးစားဖို့ကောင်းပါရဲ့နော်အဲ့တော့နမခနယ်မြေကကျိုးစွာတဲ့တိုင်မှုကြီးတယ်ဗျာနော်အတိုင်မှုကြီးအနေနဲ့ဒါအောက်ခြေနဲ့တကလဲရင်လဲထိုက်ပြုတ်ဥပါတော့လဲရင်လဲထိုက်တဲ့သူတွေကိုလဲရပါမယ်ဆိုတာကဒီလိုရွှေဦးနယ်မှာတချို့နေရာတွေကခမ ဝင်ဝင်လင်းလင်းပြောတာ2လတစ်3လတစ်ခါ4လတစ်ခါ5လတစ်ခါတစ်နှစ်တစ်ခါတည်းအလို့တစ်ခါလေးပြောင်းကိုပြောင်းချလိုက်ပါဗျာနော်ဂိတ်မှာအကြာကြီးထားတာအဆင်မပြေဘူးဗျာနော်အဆင်မပြေဘူးဂိတ်ဒီမှာအကြာကြီးလူတွေထားတယ်ဆိုတာကဒါလေးလည်းတင်ပါခြင်းဖြစ်ပါလေဗျာနော်ဒါအမှန်တရားတင်ပါခြင်းဖြစ်ပါတယ်ဂါကြီးတို့ကြိုက်တယ်မကြိုက်တယ်ဥစဉ်လည်းမတိပါဘူးဗျာနော်ကြိုက်ခြင်းမကြိုက်ခြင်းတဲ့ဥစဉ်ကတော့အမှန်တရားကိုဒါပြောခြင်းဖြစ်ပါလေဗျာအားလုံးတော်ပါဗျာဟယ်လိုမင်္ဂလာပါဗျာဒီနေ့က28ရက် 17လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒါဥစဉ်နဲ့ထိုးကြီးကိုရောက်ခဲ့တယ်ဆိုတာလည်းအမျိုးများလုံးလဲဒီပြည်ပြည့်တဲ့ထင်ပါလေဗျာနော်အဲ့တော့နှထိုးကြီးကိုတွားတာဥစဉ်အမျက်ထွက်ခဲ့ပါတယ်ဗျနှထိုးကြီးကိုတွားတာဥစဉ်အမျက်ထွက်ခဲ့တယ်ဘာအမျက်ထွက်ခဲ့လဲဆိုရင်နှထိုးကြီးကိုတွားတာ PDF ဒီအမြင်မှန်တော်တော်များများရလာတယ် PDF ဒီတော်တော်များများဥစဉ်ရဲ့ဒီ video file လေးတွေ Telegram file လေးတွေ TikTok ဖိုင်လေးတွေ YouTube ဖိုင်လေးတွေကြည့်ရလို့လဲကြားရတော့တိုင်းထက်ဝမ်းသာပီးပြီးဖြစ်တယ်။ဒါဥသင်းကယင်တဲ့နှလုံးသားတွေကမေတ္တာစေရနာနဲ့မေတ္တာအရင်ခံပြီးပြောတဲ့စကားလုံးတွေပါ။ဒီနေ့ဆိုလို့ရှိရင်နထိုးကြီးဘက်ကမီဒီယာတူပေါ့နော်။တို့တာနဲ့နထိုးကြီးကြားပီဒီအက်ပေါ့။ဆရာတော်လာလာတို့လည်းတပြို့တော့တည်တယ်ဗျာ။ဆရာတော်ကြွလာလာတို့လည်းတပြို့တော့တည်ရပါတယ်ဗျာတဲ့။ အတိုင်းထက်လဲဝမ်းသာတယ်ပေါ့နော်အတိုင်းထက်လဲဝမ်းသာတယ်ဆရာတော်နဲ့လဲဆက်တွေ့ရလို့တပြည့်တော်တငယ်ချင်းကိုလဲကျေးဇူးတင်တယ်ပေါ့ကျေးဇူးတော်သူတငယ်ချင်းကငါကအလင်းဝင်ထားတဲ့သူသူတငယ်ချင်းကငါကမြောက်ဝတီဘက်ကနေဥစဉ်ကိုချိတ်ဆက်ပြီးမှဥစဉ်တပည့်နဲ့ချိတ်ဆက်ပြီးမှအလင်းဝင်တဲ့သူအခုလဲသူတငယ်ချင်းချိတ်ဆက်ပြီးမှဥစဉ်ရဲ့တပည့်ကနေမှဥစဉ်တပည့်ဆန်ရှားကနေမှပြန်ပြီးဥစဉ်သူဆက်တွေ့လာတယ်ရှင်ဗျားတဲ့ဒီလိုဒီလိုပဲတဲ့ဘုံဘုံနဲ့အလင်းဝင်ခြင်းနဲ့ပြောတယ်တနတ်ပါတယ်တဲ့လက်ပြုံပါတယ်တဲ့ တန်တဲ့ပစ္စည်းတွေရောပါတယ်ခင်ဗျာတဲ့အဲ့တော့ဟုတ်ပါမလားလို့နှထိုးကြီးကဆိုလူကလားခေါ်ပေါ့နော်လားခေါ်ဆိုလဲလားခေါ်ဆိုတန်ခေါ်တော့ယုံလို့တော့မရဘူးပေါ့ဗျာနော်တွားခေါ်ဆိုလဲဥစ္စာလဲတွားပြီးတန်ခေါ်လို့တော့မရဘူးတွားဒီပစ္စည်းတွေပါမယ်ဆိုရင်မှငါတန်တဲ့တော်တော်ကောင်းတယ်ဗျာနော်ဒီပစ္စည်းတွေပါမယ်ဆိုရင်မှလို့လှန့်ပြီးမှဆက်တွေ့လာတယ်အာနဲဟုတ်ပြီစကားပြောကြည့်တော့အကုန်လုံးအဆင်ပြေတော့ဗျာကလေးအတူ ဒါလောက်ကြံပြောတဲ့သကားလားယင်းနေရလာတဲ့သကားလားဆိုတာကိုဒီသူတို့မိုက်ခဲတို့အကြောင်းနေစိုးအောင်တို့ရဲ့အကြောင်းနေဒီပြည်သူတွေပေါ်အားစရာဒီတို့အကုန်လုံးငွေရှာခိုင်းနေဒီချုပ်မရှိတဲ့အရင်တောင်မှထမင်းချက်ခိုင်းနေထမင်းချက်ပြီးပို့ခိုင်းနေပုံမှန်ဆက်ကြည့်ပေးရတယ်တလားတစ်ခါပေးရတယ်အရာတွေပေါ့နောက်ပြီးတော့ PDF တွေလည်းသူတို့အောက်လက်အောက်လက်တိုင်းမှာပဲသူတို့ပြောရအောင်တော့ဒိုဟိုတဲပေါ့ဗျာသူတို့အတွက်ကြိုင်လောက်ကြတာပေါ့ တပြိုတော့မလားဗာမတိညာပတိနားမလဲတော့တော့ဝင်ခဲ့တာအမှန်ပါလေဗျာတဲ့အခုတော့တပြိုတော့အမြင်မှန်ရပါပြီတဲ့တပြိုတော့နိုင်ငံတိုင်းဘောပေါ့နော်တပြိုတော့ပြည်ထံပေးရင်လည်းထောင်ထဲပဲသေးမယ်ထောင်ထဲပဲအကြခံတော့မှာပေါ့အဲ့တော့ဆက်တွယ်လာဆက်တွယ်လာတော့ဥစဉ်လဲဘောကွာလို့မင်းတို့အပြစ်ရှိတာမရှိရတော့မင်းတို့အပိုင်ပေါ့လို့ဒါပဲနဲ့လို့မင်းတို့အတိတရားရှိလို့ဝင်လာရင်တော့မှနော်မင်းတို့ယင်နေတယ်တော့တကယ်တကယ်ယင်နေရရှိရတဲ့အလင်းဝင်လာတော့ကြောင့်နိုင်ငံတော်ကလည်း ြည်တယ်မပေးပါဘူးကွာလို့ရတယ်လို့လာခဲ့လို့မင်းတို့မှဲ့တဲ့ပေါ့မစွန်းစရာဥစဉ်တာဝန်ယူတယ်လို့အထိုးကြီးပြွာမှုနဲ့ဥစဉ်ချိတ်ဆက်တယ်ပြွာမှုနဲ့ချိတ်ဆက်ပြီးမှသူတို့ဘယ်နာဘယ်နာလာခေါ်တကိုင်းဘယ်နာတီအထိုးကြီးဘယ်နာတီလာခဲ့မယ်အဲ့ရကင်းနေအကုန်လုံးတော့ပြောထားပါဘယ်ပုံစံနဲ့လာခဲ့မယ်ယူနီဖောင်းနဲ့ပဲလာခဲ့မယ်တကိုင်းယူနီဖောင်းပေါင်းမိနဲ့ပဲလာခဲ့မယ်ကြိုးပွန်းလေးပါတနက်တလက်ပါမယ်လက်ပြုံပါမယ်တနက်ပစ္စည်းတွေပါမယ်အဲ့တကိုင်းလို့ဥစဉ်လဲ လုံးဝလုံးဝအဲ့ကလေးကိုလက်ဖျားနဲ့မထီပါနဲ့ယူအောင်ပုံပုံစိတ်ချပါဗျာတဲ့လက်ဖျားနဲ့မထီပါဘူးလက်ဖျားနဲ့တော့မထီပါဘူးဗျာတဲ့အရောက်လာတယ်ပေါ့နော်အနေကပန်းရောက်လာတယ်တနတ်တလက်ပါတယ်အကုန်လုံးနော်အဲ့ဘာပြောပြောနောက်ထပ်လဲလာမဲ့သူတွေအများကြီးရှိတယ်နော်နောက်ထပ်လဲလုံးဆရာရှိရတယ်ပြောလုံးပါအောင်မယ်ဗျာတဲ့ခေါင်းဆောင်ပိုင်းတို့ပြောရရင်တော့တပြို့တော့မကျင်နိုင်ဘူးဗျာတဲ့ခေါင်းဆောင်ပိုင်းတို့ဖြုတ်ချင်နေတယ်ပေါ့ခေါင်းဆောင်ပိုင်းတို့ဖြုတ်ပြီးမှတပြို့လာခဲ့မယ်သိရင်လည်းသိပါသေးဗျာတဲ့လမ်းပါတဲ့ ်ရှင်းပါလဲကငါကြီးအဲ့လိုမလုပ်နဲ့နော်အဲ့လိုမလုပ်နဲ့ဟုတ်လားကိုကအတ္တိတရားရှိလို့ကိုဝင်လာတာကွာခေါင်းဆောင်ပိုင်းလိုလိုလိုလောက်လာလို့ရှိရင်မကောင်းဘူးပေါ့ဒါဥစဉ်တော့တော့သူတို့ခေါင်းဆောင်လူတို့ပြန်တတ်မယ်ဆိုတော့လက်ခံလို့တော့မရဘူးလေဗျဥစဉ်ဖုံးကြီးတပါ့ဟုတ်ပြီးတော့လေဥစဉ်တော့ကသားစရာရှိတာတော့ဒါတားရမှာပဲနော်သားစရာရှိတော့မကောင်းတာလုပ်တဲ့သူမကောင်းတဲ့ပြည်သားခံလိုက်မယ်ငါညီကမကောင်းရင်မကောင်းဘူးဟုတ်ပြီငါကပြည်သူပေါ်အနိုင်ကျင့်တဲ့ပြည်သူပေါ်ကြားဖက်တဲ့ပြည်သူမင်းငါညီပြောတာဟုတ်ပြီကြံတဲ့သူဟုတ်လား ါမင်းလည်းအဲ့လိုတော့မလုပ်နဲ့မင်းအခုအတ္တတရားရှိပြီအမြင်မှန်ရည်မင်းအတ္တတလွင့်မြအောင်လာခဲ့ဒါနဲ့မင်းတနတ်တော့ပေါအောင်ယူခဲ့နော်တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်လည်းမယူခဲ့တော့ဘောကွာဖြစ်နိုင်ရင်လည်းတနတ်တော့ပေါအောင်ယူခဲ့ပါပြီလို့ရှိရင်ဥစဉ်တို့ကိုဆက်တွေ့ဒီမှာအကုန်လုံးဆက်တွေ့ဥစဉ်ငင်းချံပြည်သူစိတ်ရှိတယ်တောင်းတာငင်းချံမှာဆိုရင်မယူမွန်လို့ရှိတယ်ကွာလို့လက်ဖြားနဲ့မဖြစ်သေးဘူးလို့တောင်းတာမှာလည်းရှိတယ်လို့နှထိုးကြီးမှာလည်းရှိတယ်လို့မင်းတို့အနည်းတို့ဘက်ကိုအကုန်လုံးဥစဉ်ဆက်တွေ့ပေးမယ်လို့မင်းတို့ ဦးစင်းတို့တက်မှတ်တဲ့နေရာတော့ရောက်အောင်လာခဲ့ရောက်အောင်လာခဲ့နော်ရောက်အောင်လာခဲ့ခေါ်ပေးမယ်နော်နောက်ထပ်လည်းဦးစင်းတို့လက်နဲ့တင်တဲ့အလင်းဝင်လာတဲ့သူတွေရှိပါသေးတယ်ဗျနော် PDF ဒီရောဗရက်ဒီရောတော်တော်များများဒါဘာပဲပြောပြောသူတို့ကဦးစင်းပြောရှင်းရင်မနှုတ်မိုးကိုကိုနမူနာယူလို့မိုးကိုကိုနမူနာယူလို့ IUG ဆိုရလဲမင်းတို့တွေ့ကြည့်လိုက်လို့ဒီအနေဘလောင်နေကနေမှာမင်းတို့ကိုလို့ခွင်းမောင်းလို့မောင်းထုတ်တယ်လို့ဒါနဲ့အယူဆတော့ခွင်းမမဟာရဲဘူးလို့ခွင်းမမဟာရဲဘူးလို့ မွေဖိုင်ရဲ့ဦးလို့ DNA ဖလက်ကောင်းဆောင်နေဦးလို့အဲ့တော့မင်းတို့ငကိုကလေးကပြောပြီးမင်းတို့ကလည်းအယူချက်စိတ်မဝင်စားဘူးလို့အတုံးချယုံတက်တယ်လို့ဒီတော်လိုင်းကြီးမအောင်မြင်မှလည်းတည်တယ်မဖြစ်နိုင်မှလည်းတည်တယ်မရနိုင်မှလည်းတည်တယ်လို့မရနိုင်မှလည်းတည်တယ်လို့မင်းတို့လေလိုက်မော်ကအဲ့ဟောင်စီတို့ဟိုဟာတို့အကုန်လုံးပြလူထင်ကြီးအောင်ပြောနေတာလို့လူတွေကိုယုံကြည်ရှိအောင်ပြောပြီးဒီကောင်လိန်နေရညာတယ်အဲ့လိုလိန်မညာမအဲ့လိုလူဟောပြောမှသူတို့ကငွေရမှာဖက်ခေါက်လို့ရမှာလေလို့ အခုกว่าလို့မဲအဲ့ကောင်ရဲ့ဝန်မှန်းနေတယ်မှာသူချင်းချင်းတော့ယုံကြည်မှုတိတ်မရှိတော့ဘူးလို့အခုလဲခိုင်းရီပေးဟိုတဲ့အယုံကြည်ကနေကူညီပံ့ပိုးတယ်ဘာညာဆိုပြီးလုတ်ပြန်ပြီလုတ်ပြန်ပြီကဲနော်အဲ့တော့မင်းတို့မြန်မာပြည်မှာနေတယ်မြန်မာပြည်တွင်းထဲမှာနေတယ်မင်းတို့ပြောရွှင်ငိမ့်ညံ့တော့မိသားစုလေးတွေအေးအေးချမ်းချမ်းနေစေခြင်းတဲ့အတွက်ကြောင့်ဦးစင်းကအမှန်တရားတွေကိုပြောနေတာ မင်းတို့ချစ်ချင်းမုံချင်းဥစရာမရှိဘူးချစ်ချင်းမုံချင်းမရှိဘူးဟုတ်လားဒါဥစဉ်ရှင်းပြလိုက်တယ်ပေါ့ဗျာနော်ရှင်းပြလိုက်တယ်လူတို့လေးတွေအတီတရားလူငယ်လေးတွေလीလူငယ်လေးတွေအမြင်မှန်ရတော့ပဲဥစဉ်တို့ကလိုချင်တာလေအဲ့တော့ PDF ဒီတော်တော်များများအမြင်မှန်ရလာတယ်အတီတရားရှိလာတယ်ဥစဉ်တို့အနေနဲ့ကတော့ကြိုးစားပါတယ်တကယ်ကိုတိုင်းထက်သူတို့အတီတရားရှိလာတော့ကြအခုလဲအဲ့တော့ဥစဉ်တို့ဒါမန္တလေးလက်ဘကတိုက်မှုလဲဒါထိုက်တန်တန်သုချမယ်လို့ဥစဉ်တို့ကတော့မြင်မိပါတယ်ဗျာနော် ထိုင်းတန်နဲ့သူချမလို့ဂုံပြူပေးမယ်လို့တော့ဒါပါအပြည့်ပြောအဒီတရားနဲ့လက်နဲ့နဲ့ပါလာတော့ကြောင့်ထိုင်းတန်နဲ့ဂုံပြူအမှန်ထိုင်းတန်နဲ့ချင်းမြောက်ပါမယ်ဗျာနော်အပိစကားတွေဒါပြောရမယ်ဗျာနော်ဒါလေးပြောကြံလို့ပါဗျာနော်ဘာပြောပြောနေထိုးကြီးတွားတာအမျက်ထွက်ခဲ့ပါလေဗျာအားလုံးတော့ပါဗျာအမျိုးကြီးခေါလုံးနဲ့နဲ့ခင်ပါဗျာဒီနေ့က28ရက်သတ္တလပိုင်း2025ဖြစ်ပါလေဗျာ ဒါဥစဉ်ရဲ့အာယုံစင်စာပေါ့နော်ထမင်းလဲကြိုက်တယ်ကျုပ်တလုံးစီလေးရဲ့ကော်ဖီချမ်းရဲ့မုံနေရတော့ဒီဘက်မှာနေရလာလူထားတာမုံနေတော့ရှိတယ်ဗျနော်ဒါနဲ့တိတ်ပြီးလဲမုံတိတ်စားတော့အဲ့တော့ဒီနေ့ဘာပြောကြတာလဲဆိုလို့ရှိရင်ဘိုင်းမမတွေ့နေရတယ်ကိုသောဘွေးကြီးလွတ်တာဝန်တာပါတယ်တဲ့ကိုသောဘွေးကြီးလွတ်လို့ဝမ်းမြောက်ဝမ်းတာဖြစ်မိပါတယ်တဲ့ပြောနေကြတယ်ဗျနော် တော်တော်ဝေးလွတ်ထောက်လွတ်လို့ပေါ့နော်လူတွေကိုအမျိုးမျိုးအဝေကိုပြောနေကြတယ်။တချို့လည်းလိုက်များများရခြင်းမုံကြတယ်။တချို့လည်းဆယ်လီဖြစ်ခြင်းမုံကြတယ်ဗျာနော်။မျိုးတိုင်းမှာဆယ်လီဖြစ်နေဆယ်လီဖြစ်ရင်ချက်ချောက်ခံရတာများတယ်။နော်။ဒါမှမဟုတ်ဆယ်လီဖြစ်တာလုံခြုံတဲ့နေရာပဲကောင်းတယ်ဗျာနော်။ ။ဘုဇင်းတို့ဆိုတာကငိုကလေးကခံယူချက်နဲ့မြို့သားရေးလမ်းကြောင်းကနေလာခဲ့တာ။အဲ့တော့မြို့သားရေးနဲ့ဟိုမြို့ဘုဇင်းတို့ကနှလုံးချက်နဲ့လည်းလုပ်နေကြတာမဟုတ်ဘူး။ဟိုအမျိုးဘာသာတရဏအတွက်ကိုဆောက်ရှောက်မဲ့သူကာဝယ်ပေးမဲ့သူမမမမယက်တီမဲ့သူတော့ဦးစင်းတော့ဝိုင်းရံထောက်ခံနေကြတာဝိုင်းရံထောက်ခံနေကြတာ အဲ့တော့အနေရီလဲတိတ်ပြီးဖြစ်မှာဥစဉ်တော့မစိုးရတိတ်ကြောက်တတ်တော့နော်သူကဇဘွေးလွတ်ပြီးဆိုရင်မှဒီမနေ့လဲတွေ့ရတယ်ဗျာနော်ကြည့်လိုက်တော့အဲ့တော့ကုဇဘွေးဒီလွတ်ထားတာ905နဲ့ပဲလွတ်မှာပါဒါ905ပုံမှာအတုံးနှစ်ကတော့ပြုတ်သွားတာဗောနော်ဒါပေမဲ့ကုဇဘွေးဒီ လက်နက်မှုရဲ့ကာဝတ်တောက်မှုရဲ့ရှိသေးပါရဲ့နော်အကာဝတ်တောက်လက်နက်မှုက6နဲ့လားမလို့ကာဝတ်တောက်မှုကအမြင့်ဆုံးဆိုတော့၃နှစ်ထင်းနေဗျနော်၃နှစ်ထင်းနေပါ၃နှစ်အလုံးပေါင်းတူ၁၇နှစ်ကြာတာဆိုတော့ 巴掌工作播音机，心里讲的话，心里讲的呀，喏，工作播音龙啊龙啊，不如地方，比如，咱那部分的苦啊嘞，那俺人家也得比。 ဘာရှော့ရည်တွေပဲရနိုင်မယ်လို့ထင်တယ်။ဥမာ၃ဖို့တစ်ခုတို့၄ဖို့တစ်ခုတို့၅ဖို့တစ်ခုတို့အဲ့လိုတွေပြီးမှသာလေဦးစင်ကတော့လွတ်မြောက်မယ်လို့တုံ့တက်မိတယ်ဗျ။အဲလိုဆိုတော့နိုင်ငံရေးပုံမှန်90ညတို့905တို့ဟိုဟာတွေနဲ့ဆိုရင်အချိန်မီလွတ်သွားနိုင်တာပေါ့နော်အချိန်မီလွတ်နိုင်တယ်။တန်တဲ့ပုံမှန်တွေဆိုတော့ရှော့ရည်လောက်ပဲရမယ်ဒီနေ့ထောင်ထဲမှာတစ်နှစ်ကိုအနေထိုင်ကောင်းလို့ရှိရင် ရက်လျှော့တာတွေအများကြီးနှစ်လလုံးလားအဲ့လိုမျိုးလျှော့တာတွေရှိတယ်နော်လျှော့တာတွေရှိတယ်ဒါကြောင့်မလို့နေထိုင်လဲကောင်းမယ်ထောင်းရဲစီကနိုင်လဲနေမယ်ဆိုလို့ရှိရင်တော့နောက်ဆိုးရနောက်ရုပ်ောက်ွယ်ပြီးလို့ရှိရင်တော့နိုင်ငံတော်ဆက်လာအောင်မယ်လို့ဦးဇင်းတော်ကတုတ်တက်မိတယ်ဘာလို့လဲဆိုတော့မင်းမြောင်းတင်လွဲမှာရုပ်ောက်ွယ်ရလာနေကြ အော်မင်းမောင်မင်းလည်းမရုပ်ောက်ပွဲအတွက်ဦးစင်းတော့ဟုတ်လားဘိုးတွေပဲဆူတောင်းပေးရမှာဘိုးတွေဆူတောင်းရမှာရုပ်ောက်ပွဲနဲ့နောက်နောက်မင်းပြောင်းမင်းလည်းအခါမှာအာဘာလို့အဆောလို့ရှိရင်ချာချာအကျဉ်းသားတွေလည်းပါနိုင်တာပေါ့နော်အချာချာအကျဉ်းသားတွေလည်းပါနိုင်တယ်ဒါကြောင့်ဘုဇော်ဝိဒီလုံးဝလုံးဝမလွတ်သေးပါဘူးဆိုတဲ့အကြောင်းပြည်သူများအားလုံးကိုသိသိချင်ပါလေဗျာနော်ကိုစော်ဖိလွတ်တယ်ဆိုတာက905ပုံမှာပြုတ်သွားတာပဲရှိရနော်905ပုံမှာလွတ်သွားတာပဲရှိပါတယ် ညာနဲ့ပုံမှန်မလို့ဒီတကြောင်ကိုသောပွဲထောင်ထဲမှာကြမ်းကြမ်းမှာမှာချမ်းချမ်းတာတာနဲ့ရှိနေတဲ့ဆိုရဲအကြောင်းလေးကိုဒါပြောပြခြင်းဖြစ်ပါလိမ့်ဗျအားလုံးတော့ပါပဲဗျ